ဘဝမှာလူလာလို့လူဖြစ်လာတဲ့အခါမှာတချို့ပုဂ္ဂိုလ်တွေဟာအကာရီနဲ့ပဲတဘဝဆုံးသွားတယ်။အနိတာရဆိုတာဘာမှမရလိုက်ဘူး။လူဘဝရလာလို့အနိတာရဆိုတာကိုသိလည်းမသိလိုက်ဘူး။ဘာအနိတာရမှန်းလည်းမသိဘူး။ဘာမှအနိတာရမှန်းမသိလိုက်သည့်အတွက်ကြောင့်တဘဝတာကုံဆုံးသွားတော့လေ။ဘာအနိတာရမှမရလိုက်တဲ့ပုဂ္ဂိုလ်တွေဟာ ဒီကဘာမှာလူဦးရေများဆုံးပဲရှိနေတာအနှစ်သာရရလိုက်တဲ့ပုဂ္ဂိုလ်အနှစ်သာရမှန်သိလို့အနှစ်သာရကိုရအောင်ယူလိုက်တဲ့ပုဂ္ဂိုလ်မှန်ကန်တဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်နဲတယ်ရခိုင်နှုံးအဖြစ်အေးဒါကြောင့်မလို့ဒါလည်းပဲတတိထားစရာအဘဒ္ဓမကောင်းတယ်တွေးတွေရောလူ့ဘဝမှာအနှစ်သာရဆိုတာပါလဲ အဲ့ဒီအနှစ်သာရတွေကိုတို့တွေရပလားတို့တွေဘဝရောက်လာတာဆိုပါလို့အသက်30ပြည့်ရှိတဲ့ပုဂ္ဂိုလ်ပြန်စင်းသားကြည့်ငါလူဘဝရောက်လာတာအနှစ်တောင်30ရှိဘလောက်အတိုင်းတာထိငါမှအကျိုးမြတ်တွေရမလားအဲ့တော့အနှစ်သာရဆိုတာဘာကိုခေါ်တာလဲဆိုရင်ရရှိလာတဲ့ပစ္စည်းဥစ္စာတွေကအနှစ်သာရမဟုတ်ဘူး ဘလောက်ခဲချမ်းသာချမ်းသာဘလောက်ခဲစိတ်နေရရဘလောက်ခဲရွှေတွေချမ်းသာချမ်းသာအေးချမ်းသာသမ ्या ဟာနိတ္တရာမဟုတ်ဘူးဘာဖြစ်လို့နိတ္တရာမဟုတ်တယ်လဲလို့ဆိုရင် ကိုရလာတဲ့ပစ္စည်းဥစ္စာမှန်တယ်များဟာယန္တမျိုး၅ပါးနဲ့ဖြစ်စည်းလို့ရှင်ပြည့်စည်သွားတာယန္တမျိုး၅ပါးနဲ့ဆုံးမတာပဲကြည့်ဘယ်ပစ္စည်းပဲဖြစ်ဖြစ်ဒါကြောင့်မို့ဘုရားအလောင်းလေးက န္နသမဆိုဘုရားလောင်းလေးစဉ်းစားတော့ဘုရားလောင်းကဘလို့စဉ်းစားတော့ပိစ္ဆာနံဝေရဏံသာဒရဏဘာဝေနအတာရတထဏတပစ္စည်းဥစ္စာဆိုတာတဲ့ယေမိမင်းခိုးသူမချစ်မတည့်တဲ့တော့မွေကန်သားဆိုသမီးဆိုလို့ကြောင့်ပျက်စီးကုန်ဆုံးသွားနိုင်တာဖြစ်သောကြောင့်အနှစ်သာရဆိုလုံးဝမရှိဘူးအနှစ်သာရမရှိုံနဲ့မကဘူးပစ္စည်းဆိုတာ သိလို့ရှင်ထားခဲ့ရတဲ့ဟာတွေပဟာယကမဏီယတဲ့အလုံးဟာထားသွားရထားသွားရတယ်ဆိုကြတဲ့ကအတိုင်းတာတစ်ခုဘလောက်မှမရှိဘူးလို့ပြောအနှစ်သာရမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့လောကလူတွေကပစ္စည်းဥစ္စာကိုသာအနှစ်သာရလို့ထင်ပြီးတော့ပစ္စည်းဥစ္စာကိုရအောင်ကြိုးစားနေကြတယ်ဒါကတကယ်အနှစ်မဟုတ်ဘူးတဲ့ တကယ်မင်းမဟုတ်လို့နောက်ဆုံးကြတော့တဘွားတာကုံဆုံးတဲ့အခါမှာအလုံးထားပြီးတော့သွားကြရတယ်။နောက်ခန္ဓာကိုယ်ကြီးကိုလည်းကြည့်လိုက်အောင်မလား။ဘုန်းကြီးတို့တွေလောကလူတွေဟာခန္ဓာကိုယ်ကြီးကိုပဲသပြီးတော့နေကြမလှလှအောင်မဝဝအောင်ပြည့်ပြင်ပြီးတော့ဒီခန္ဓာကိုယ်အတွက်အနှစ်သာရကြီးထင်ပြီးတော့ လူတွေဟာနေစနဲ့လှုပ်နေကြတာမဟုတ်လားခန္ဓာကိုယ်ပြုစုဆောင်ရှောက်နေကြတကယ်တော့ခန္ဓာကိုယ်ရဲ့ရလာတဲ့ခန္ဓာကိုယ်ကြီးရဲ့ကြေးကျွန်သဖွယ်သူ့ရဲ့ဝတ္တရားတွေကိုဆောင်ရွက်ပေးနေကြတာသေချာစဉ်းစားကြည့်ပါသူများဝတ္တရားတွေဆောင်ရွက်ရတဲ့အခါမှာလောက်ရတဲ့လူစိတ်ကထင်တယ်ကိုယ်ဝတ္တရားကိုဆောင်ရွက်နေရတာတွေကြည့် နန်းနဲ့မိုးတော့အလင်းရောက်လို့အဲ့ရကနိုးလိုက်တာနဲ့တပြိုင်နဲ့ဟုတ်လားမျက်နှာသေးရတယ်ရေမိုးချိုးရတယ်တွိုင်းလက်သွားရတယ်ဓာတုတံဝန်နီးဤလို့ဗိုက်စာလို့မနက်စာစားပေးရသေးတယ်ဒါလည်းသူကိစ္စတွေလုပ်ပေးနေရသို့တော်လူတွေကတော့သူကိစ္စလို့မထင်ဘူးကိုယ်ကိစ္စလို့ထင်နေကြတယ်အဲ့ဒါကြောင့်မို့လို့လှုပ်နေကြတယ်တကယ်တော့သူနဲ့ကိုယ်နဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်နော် သူနဲ့ကိုယ်နဲ့ခွဲလိုက်မယ်ဆိုရင်သူ့ကိုကိုပြုစုနေရတယ်မနဲ့လည်းပြုစုရတယ်နေလည်းပြုစုရတယ်ညလည်းပြုစုရတယ်အားလုံးဟာလူတွေသူ့တောင်ဝန်ကိုထမ်းဆောင်နေကြအဲထမ်းဆောင်နေလို့ကိုယ့်ကိုမြာဩငါအတွက်သူခင်ဗျာအလုပ်တွေလှုပ်ရှားတယ်ဆိုပြီးတော့ကိုယ့်ကိုယ်ကိုမြာသူကချမ်းသာအောင်ထားသလားဆိုချမ်းသာဘူးဒီလိုပြုစုနေတဲ့ကြားထဲက စပင်လေးကမဖြူခြင်းမေးမဲ့ဖြူလာတယ်။သွားလေးတွေမကြိုးခြင်းမေးမဲ့ကြိုးလာတယ်။ပရည်လေးတွေမတွန့်ခြင်းမေးမဲ့တွန့်လာတယ်။ဘာသူသဘောသူဆောင်းလာတယ်ဆိုတဲ့အတိတ်ပဲ။နောက်ဆုံးကိုမဖြစ်ချင်တာတွေဖြစ်၊ကိုဖြစ်ချင်တာတွေတခုမှမဖြစ်ဘဲနဲ့ဒီခန္ဓာကိုယ်ကြီးကနောက်ဆုံးကျတော့စွန့်ပစ်လိုက်ရတဲ့အစဉ်ရောက်သွားတာ။ကိုတသက်လုံးယူရပြင်ဆင်လာတဲ့ခန္ဓာကိုယ်ကြီးကနောက်ဆုံးကျတော့ပို့လိုက်ရတာပဲ။ဟုတ်လား။ ြစ်လျက်လံတဘာဝကိုသိချစဉ်းစားကြည့်ပြစ်လျက်ဘာများရသွားတော့ဘာများဒါကြောင့်မို့လို့ဒီကြားထဲမှာ မရယုံနေမဟုတ်ဘူးနေ့စဉ်နေ့ညဒီလောက်ယူရထားပေမဲ့လို့ယောဂါပဲကလားခန္ဓာတည်းလာတာပဲအပြင်ကဝင်လာတာမဟုတ်ဘူး66ပြာယောဂဝေဒနာတွေခန္ဓာကိုယ်မှာဖြစ်တာခန္ဓာကိုယ်မရှိရင်ယောဂါဆိုဖြစ်เสียမှာရှိမှာမရှိဘူး ။အေးဒါကြောင့်မလို့96ပြာယောဂဝေဒနာတွေနဲ့အမတန်မှဆက်ဆုပ်စရာကောင်းတဲ့ဟောဒီခန္ဓာကိုယ်ကြီးဟာလူတွေကိုဒုက္ခပေးနေလို့တကယ်အနစ်တာလားလို့ဆိုအနစ်တာမဟုတ်ဘူးခန္ဓာကိုယ်ရဲ့အနစ်တာရှာလို့မရဘူးတဲ့ဘ ഹു ရောဂသာဒရဏဘာဝေနအတ္တရတ္တဣမတ္တကာယတခန္ဓာကိုယ်ကြီးဆိုတာ ယောဂါတွေရှိနေလို့ယောဂါတွေဖြစ်နိုင်တဲ့အနေအထားရှိလို့အနှစ်သာရဆိုတာဘာလို့မှမရှိဘူးလို့သူတော်စင်တွေကတော့ဒီလိုမြင်တာပဲအဲ့ထို့တူပဲလောကမှာအသက်ရှင်နေကြတယ်အသက်ရှင်နေသည်သမျှကာလပတ်လုံးလူဟာလှုပ်ရှားသွားလာနေကြတယ်အဲ့ဒီအသက်ရှင်နေတဲ့အချိန်မင်းလေးမှာ ကောင်းတာလည်းလုပ်ကြတယ်မကောင်းတာလည်းလုပ်ကြတယ်စီစဉ်ဥစ္စာလည်းခံစားကြတယ်ချမ်းသာလည်းခံတယ်ဆင်းရဲလည်းခံစားကြအဲ့လိုအသက်ရှင်နေတဲ့အချိန်လေးမှာဒီအသက်လေးရဲ့တန်ဖိုးဆိုတာဘာလို့ဆိုဘာမှအသက်ဟာတန်ဖိုးမရှိဘူးအဲ့ဒီအသက်လေးရဲ့အနှစ်သာရဆိုတော့အမတန်မှတူထောင်းတဲ့အတိုင်းတာလေးတစ်ခုသာသူကအသက်ရှင်နေတာ အဲ့ဒီအသက်ရှင်နေတဲ့အထက်ကအနှစ်သာရကို မရအောင်မယူနိုင်ဘူးဆိုလို့ရှိရင်ဘာမှအနှစ်ကြံမှာမဟုတ်ဘူးတဘောကသာကုံဆုံးသွားရော ပြီးပြန်ရောတဘောကဒီလိုပဲသွားမှာပဲအေးဒါကြောင့်မလို့အတွေးမှန်တဲ့ပုဂ္ဂိုလ်သားလည်းအနှစ်သာရဆိုတာဘာလဲဆိုတာသိတယ်အတွေးမှားနေလို့ရှိရင်အနှစ်သာရဆိုတာလည်းမရနိုင်ဘူးလို့ဓမ္မပရဒေသနာမှာဒီလိုဟောထားတာကို